ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်နေတို့တမီယောင်မနယောက်ကအလုတ်ခုကောင်းကမလုံနိုင်ဘူးအခုအိမ်မုတ်ကိစ္စတွေကိုထားလိုက်နင်သွားပြီးငါပြေဆုံးကြောင်းနဲ့သွားခေါ်လာခဲ့တနားတောင်ထိုးနေပြီဟိုကျမ7မိနစ်နေပြီလာမှသွားလိုက်ရမလား ခုံးပြေလည်းကြောင်းလွတ်တော့မယ်ကလေးညောင်လုံးကိုအတူတူခေါ်လာတာပေါ့နင်ပါလို့ချက်နာလဲနင့်သားကြောင့်ငါသားလည်းဒီလိုပူလောင်တဲ့ရာသီဥတုမှာနေပူထဲမှာရက်ပြီးနေလာတော့စောင့်နေရမှာလားပစက်ပိတ်ပြီးသွားလိုက်တော့နင့်သားကိုနောက်တစ်ခါထပ်ပြီးသွားခေါ်လိုက်ချွေစင်းရဲ့အလိုစကားကိုကြားပြီးတော့ကျင်းစင်းကပါဇက်ပေပြီးပြည်စုံကိုခေါ်ဖို့အတွက်ကျောင်းကိုသွားလိုက်ပါတယ်။ဒါပေမဲ့သူကပြည်စုံကိုခေါ်ပြီးသူ့သားကိုချက်ချင်းခေါ်ဖို့အတွက်သွားလိုက်ပါတယ်။ပြီးတဲ့နောက်မှာကလေးနှစ်ယောက်လုံးကိုအင်ကုန်အတူတူခေါ်လာလိုက်ပါတယ်။ အင်ဂူလာတာနဲ့ကလေးနှစ်ယောက်လုံးကအရန်ပူပါတယ်။သူတို့တွေကချွေးရီနဲ့ရွှင်နေပါတယ်။ပြီးတော့ပြည်စုံကအင်ဂူလာကိုဖွင့်ပြီးအခန်းထဲမှာထိုင်နေပါတယ်။ပြီးတော့ဖုံးပြေကလည်းသူ့စီကိုသွားလိုက်ပါတယ်။နေငါနောက်ကနေငါအခန်းထဲကိုဘာလို့လာတာလဲ။ဘာလို့လဲဆိုတော့ငါလေးပူနေလို့လေ။ငါလေးနေပူရဲရနေလာတာပဲ။မင်းခန်းထဲမှာအင်ဂူလာရှိတယ်။ငါတို့ခန်းထဲမှာဆိုပန်ကာတော့မရှိဘူး။ဒီကနေထွက်သွားလိုက်။မဟုတ်ရင်ငါအမေကိုခေါ်လိုက်မှာနော်။ ဒီလိုပြောပြီးပြည်စုံကဖုံးပြေကိုခဲနေကနေတွန်းထုတ်လိုက်ပါတယ်။ဒါရီကိုကြည့်ပြီးကျင်းစင်ကရမ်းစိမကောင်းဖြစ်သွားခဲ့ပါတယ်။ပြီးတော့သူကဖုံးပြေကိုအခဲနဲ့ခေါ်သွားလိုက်ပါတယ်။အိမ်မှာသွန်ရည်ဒီကသူ့အကိုကိုထမင်းပေးနေပါတယ်။မဖြစ်တော့လေတာဖုံးပြေရေတာဘာလို့ငိုနေရလဲ။သူဘာလို့မငိုရမလဲ။ကျမတို့ရဲ့ကံကြမ္မာထဲမှာဟိုကငိုဖို့ပါနေတာ။ကျမတို့အခဲနဲ့မှာပန်ကားတစ်ခုတောင်မရှိဘူး။ပြီးတော့လင်ညီမအကြီးရဲ့အခဲနဲ့မှာအဲကိုလာရှိတယ်။ မသာအဲကိုလာရှိမှနှစ်မိနစ်လောက်ထိုင်ဖို့တွားလိုက်တာပါပြေဆောင်ကသူ့တုံးမင်းမောင်းထုတ်လိုက်တယ်ကျမတို့ကဒီအဆက်ခွဲမှုဘလောက်ကြာကြာတိခံရမလဲပြောတောင်းမမာရီကျေးဇင်ရဲ့မင်းကကိုဝင်နဲ့ပြီးတော့ငါနေပူထဲမှာအလုပ်လုပ်လို့မရဘူးအပြင်ကိုသွားတာနဲ့ငါနေမကောင်းဖြစ်သွားတယ်မနေကျင်တာတော့မှငါတို့ကအကူနဲ့မရည်ကိုအောင်ကိုပြီးနေနေရတယ်အဖေကလည်းအခုမတန်ဆွမ်းဖြစ်သွားပြီအဖေဘာမှမလုပ်နိုင်တော့ဘူးအဖေကြောင့်ငါတို့ကဒီမှာရှိနေရတာအဲ့ဒါကပဲအရင်ကြီးတဲ့အရာပဲ ို့ရဲ့အကူအညီမဲ့မှုနဲ့စင်းရဲမွေးတည်မှုကြောင့်သူတို့ကရွှေစင်းရဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေအလုံးကိုပါဇက်ပိပြီးညှဉ်းခံနေကြပါတယ်။ရွှေစင်းကရန်တိုင်းရဲ့မကြီးပိဖြစ်ပါတယ်။သူရင်ရဲ့အမိကွင်းလွန်သွားပြီးတဲ့နောက်သူရင်ရဲ့အဖေက နောက်အိမ်အောင်ပြုလိုက်ပါတယ်။ဒီလိုနဲ့သူတို့ကရန်တိုင်းကိုရာခဲ့ပါတယ်။မကြသေးခင်ကပဲရန်တိုင်းရဲ့အမိကကွင်းလွန်သွားခဲ့ပါတယ်။ဒါပေမဲ့သူရိနဲ့သူ့မိမကပတ်စံရှိမှုတွေကြောင့်ရန်တိုင်းနဲ့သူ့မိသားစုကိုစာပြီးနှိပ်စက်ပါတော့တယ်။ဒီလိုနဲ့တဏိမာတို့ ရွှေစင်ငါလက်ထဲမှာအလုပ်ကြီးတစ်ခုရတယ်တတိယမနေ့ပြန်ညနေကျရင်အိမ်ကိုလာမေးတယ်ပြီးတော့သူစားကျင်တာခေါက်ဆွဲကြော်ဖတ်ထုတ်နေအထူးသဖြင့်အသီးရွက်မက်ခရိုနီကိုစားကျင်နေတယ်ငါတတိယအသီးရွက်မက်ခရိုနီကိုရမ်းကြိုက်တယ်တကယ်လို့ तू ကမင်းလုပ်တဲ့မက်ခရိုနီကိုကြိုက်သွားပြီဆိုရင်ဒါမဲ့အလုပ်ဒီအောင်လုံးကိုငါပေးရမေးလို့တတ်မှတ်လိုက်တော့ပြီးရင်ငါတို့ကတနေ့အတွင်းမှာပဲရမ်းချမ်းသာသွားလိမ့်မယ်အဲ့ခါကျရင်ငါတို့အိမ်မှာလည်းအဲကွန်းကိုတက်လို့ရပြီဒါကတော့အရန်ကောင်းတာပဲဒါပေမဲ့အိမ်မှာအိမ်ဖော်နှစ်ယောက်ရှိနေတာကိုကျမဘာလို့လွတ်လို့ရမှာလဲရှင်စိတ်မပူပါနဲ့ ကျမအဲ့ဒီဂျေဆင်ကိုပဲချက်ပြုတ်ခန်းလိုက်ပါမယ်။ကျွေးမကြီးသူတို့ကမိရိကရရင်မတ်နဲ့ရောင်းမရိဆိုတာတော့မှန်နေ။ဒါမဲ့သူတို့ကလည်းနည်းနည်းတနာလေ။ငါရဲ့ဒုတိယမိန်းမဘယ်တော့မှသူရင်းနဲ့သူကလေးတွေကြားမှာခွဲခြားမဆက်ဆံခဲ့ဘူး။ဟုတ်တယ်လေအဖေ။အဲ့ဒါကြောင့်ပဲကျမတို့ကသူတို့ဒီမှာနေခွင့်ပေးနေရလေ။မဟုတ်ရင်အမေကွယ်လွန်ပြီးရနဲ့ကျမသူတို့တွေကိုဒီအိမ်ကနေမောင်းထုတ်ခဲ့တာပေါ့။အဖေကြောင့်ကျမသူတို့တွေကိုတီးခတ်နေရတာပါ။ ရွှေစင်ကသူ့ရောက်ခတိစကားကိုနားမထောင်ခဲ့ပါဘူးပြီးတော့နောက်နေမှာလောက်ရမယ့်ပစ္စည်းတွေအများကြီးကိုယူလာပြီးအိမ်မှာထားလိုက်ပါတယ်ပြီးတော့တမိယောက်မနှစ်ယောက်ကိုမိဘကြောင့်လည်းခေါ်သွားပြီးသူတို့ကိုပြောခဲ့ပါတယ်ဒီနေ့ညနေအိမ်မှာဧည့်သည်တချို့လာလိမ့်မယ်ခောက်ဆွဲကြော်ဖတ်ထုံနဲ့အထူးမက်ခရိုနီကိုအရန်ကောင်းအောင်လုပ်အဲ့ဒါမှအိမ်ကိုလာတဲ့ဧည့်သည်တွေပျော်သွားအောင်လေရောင်းမစိတ်မပူပါနဲ့အားလုံးလှုပ်လှုပ်ပြီးသွားမှာပါ ရွှေစင်ကချင်းချောက်တို့ကျင်စင်တဲ့သုံးရည်တို့ကဖုန်းထဲကနေမက်ခရိုနီလုံနည်းတွေကိုတင်ယူလိုက်ပါတယ်။ပြီးတော့ညနေမှာစတင်ပြီးတော့မက်ခရိုနီလုံကြပါတယ်။ရှားမရင်ညီမမက်ခရိုနီကိုပြုတ်နေတယ်နော်။ရှားမအသီးရွက်တွေကိုပပလေးလီးဖြတ်လိုက်ပြီးတော့အသီးရွက်တွေကိုနည်းနည်းများများလှီးထားနော်။မက်ခရိုနီကိုပြုတ်လို့ပြီးတာနဲ့ကျင်စင်ကအိုးတူးရင်းမှာစီကိုဘူးပေးလိုက်ပါတယ်။ပြီးတော့ငရုတ်သီးလေးနဲ့နဲ့ကြက်တော်နည်းနဲ့အသီးရွက်အစင်းလေးတွေကိုထည့်ပြီးအရာတွေကိုဟင်းခတ်အမွှေးကြိုင်နည်းနဲ့ရောလိုက်ပါတယ် ပြီးတဲ့နောက်မှာမက်ခရိုနီကိုထိတ်ကျော်လိုက်ပါတယ်။အချိန်နှငယ်ကြာမှတော့စားတောက်တီအလုံးကပြီးသွားခဲ့ပြီးတော့အေဒရီရောက်လာတာနဲ့တမိရောက်မှနှစ်ယောက်လုံးကအေဒရီကိုစားစရာတွေပေးလိုက်ပါတယ်။အင်းအိုးသူရင်မင်းကငါအကြိုက်နဲ့မကြိုက်တော့တည်တည်ချာချာဂယုဆိုင်ထားတာပဲ။အမှန်တိုင်းပြောတော့ဒီမက်ခရိုနီကိုအိမ်မှာလုတ်ခိုင်းတာလား။အပြင်ကစားတောက်ဆိုင်တစ်ခုကနေမှားထားတာလား။တတိယတတိယဘလို့စကားတွေပြောနေရလဲ။ကျွန်တော်တည်တည်ချာချာသိတယ်။တတိယအပြင်ကအစားစရာတွေကိုမစားဘူးဆိုတာ ဒီစားတောက်တွေအကုန်လုံးကိုကျွန်တော်မိမလှုပ်ထားတာပါ။အရာအလုံးကအရင်အကောင့်နေအထူးသဖြင့်ဒီအသီးရွက်နဲ့လှုပ်ထားတဲ့မက်ခရိုနီပေါ့။အဲ့ဒါကထူးကြတယ်။သူ့ရတာကောင်းတယ်။ကျင်ကားပွင့်ဟိုတယ်မှာတော့ဒီလိုရတာရှိတဲ့မက်ခရိုနီကိုရတာမဟုတ်ဘူး။ငါဘက်ကနေသဘောတူပြီးလို့သာမှတ်လိုက်တော့အခုငါအလုပ်တွေမှန်တယ်မြောက်ကိုမင်းဟိုပဲပြီးတော့မယ်။ဒီလိုစားစရာတွေကိုစားရရင်တော့ကောင်းပြီပဲလေ။ဒီလိုနဲ့သူရင်ရဲ့တထေကဝန်းတာသွားပြီးအဲ့ဒီကနေထွက်သွားလိုက်ပါရင် အချိန်နှင်းငယ်ကြာမှာတော့ပြည်စုံတဲ့ဖုံးပြေတို့ကသမင်းဆောင်စပွဲကုန်ပေါ်မှာအသေးရွယ်မက်ခရိုနီကိုကြည့်ပြီးစားဖို့အတွက်အတင်းပြကြပါတယ်။အေးပါအမေသားပြည်စုံရင်ဒီမက်ခရိုနီကိုအမေအသားအတွက်ပဲထပ်ထားတာပါ။အမေကြီးတန်းလေတစ်ခါမှမက်ခရိုနီကိုမစားဘူး။နည်းနည်းလောက်ကြွေးပါလား။နင်အဆင့်တန်းကိုနင်ကြည့်ပြီးပြီလား။နင်ကမက်ခရိုနီစားမယ်ပေါ့လေ။နင်တို့လိုစင်ရသားတွေအတွက်ချပါတီ၆ပေးညာပဲကျေးဇူးတင်လိုက်။အဲ့လိုပြောပြီးတော့ရွှေစင်းကဒေါသတကြီးနဲ့ခလေးကိုတွန်းလိုက်ပါတယ်။ ပြီးတော့ဖုံးပြေကကျင်းမြေပေါ်မှာလဲကျသွားခဲ့ပါတယ်ဒီလိုနဲ့သူ့ပါဇက်ကနေသွေးရီထွက်လာပြီးတော့ဒီတစ်ခါမှတော့ဒါရီအလုံးကိုရန်နိုင်ကလည်းတီးမခံနိုင်တော့ပါဘူးပြီးတော့သူမိသားစုရဲ့လက်ကိုဆွဲပြီးသူ့ကိုယ်နဲ့မကြီးကိုပြောခဲ့ပါတယ်တော်ပြီကျွန်တော်တော်တော်လေးတီးခံခဲ့တယ်အခုကျွန်တော်နောက်ထပ်အချက်ခွဲတာကိုမခံနိုင်တော့ဘူးခွင့်လွှတ်ပါပြီအဖေကြောင့်ပဲကျွန်တော်ကဒီမှာနေနေရတာဒါမဲ့အခုကျွန်တော်ဒီကနေထွက်သွားသင့်ပြီအေးသွားလေး ဒီကနေထုတ်သွားမှာဒီလိုနေရာဒီမှာအသက်မွေးဝမ်းကြောင်းမလို့လို့ရမလဲဆိုတာမင်းသိလာလိမ့်မယ်။အချိန်ထပ်မဖြုံးတော့ဘဲရန်တိုင်းကသူ့မိသားစုနဲ့အတူအင်ကနေဆင်းပြီးတော့ထွက်သွားလိုက်ပါတယ်။ဓမီသားစုလုံးကလမ်းပေါ်မှာကိုကြီးတောင်းဖို့အတွက်နှိပ်ပတ်နေကြပါတယ်။အဲဒီအချိန်မှာသူတို့ကဒေါ်ဖြူစင်နဲ့တိုက်မိသွားခဲ့ပါတယ်။ဒေါ်ဖြူစင်ကလက်ထဲမှာကလေးတွေအတွက်မက်ခရိုနီအထုပ်လေးတွေကိုကင်ပြီးသွားနေခဲ့ပါတယ်။အော်ရန်တိုင်းနင်ဒီမှာနင်ကတော်တာရဲ့သားမလား။ဒါပေမဲ့နင်ကဒီမှာမပါလို့နေရလဲ။ ရန်နိုင်ကဖြစ်ပျက်ခဲ့တဲ့ယာရီအားလုံးကိုဒေါ်ဖြူစင်ကိုပြောပြလိုက်ပါတယ်။အဲဒီနောက်မှာဒေါ်ဖြူစင်ကသူ့တို့ကိုသူ့ဝင်ကိုခေါ်သွားလိုက်ပါတယ်။ပြီးတော့သူကမက်ခရိုနီကိုပြုတ်ဖို့အတွက်တင်လိုက်ပါတယ်။ဒါပေမဲ့ဒေါ်ဖြူစင်ကအသက်တတော်ကြီးနေပြီဖြစ်တာကြောင့်မက်ခရိုနီပြုတ်နေတဲ့ရေကမိဖို့ပေါ်ကိုကျသွားခဲ့ပါတယ်။အိုးဒီအသက်ကြီးတဲ့လက်တွေကအသုံးမဝင်တော့ဘူး။ငါအိမ်နီးနားကလေးတွေအတွက်မက်ခရိုနီကိုလှုပ်မလို့သူတို့တွေပြောနေတာရက်တွေတော်တော်ကြာပြီ။ဒီနေ့လုံမယ်လို့စင်စားတော့ဒီလိုတွေဖြစ်သွားတာပဲ။ အမေကြီးရဲ့အမေကြီးကသမီးတို့ဒီမနေ့ပို့နေရပေးတယ်။သမီးတို့ကအမေကြီးရဲ့ဒီကျေးစုဘတော်မှမမေ့ပါဘူး။ပြီးတော့အမေကြီးပေးဖယ်ပေးပါ။ကျမအရင်ကောက်တဲ့မက်ခရိုနီကိုလှုပ်တတ်တယ်။ကျမအိမ်လေးနားချင်းကကလေးတွေအတွက်လှုပ်ပေးလိုက်မယ်နော်။အမေကြီးကျွန်တော်အသက်မွေးဝမ်းကြောင်းလှုပ်ဖို့အတွက်ဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာကိုမသိတော့ဘူး။တကယ်လို့ဒီနေ့ရရမှာအလုပ်ရှင်ရဲ့အလုပ်ရအောင်လှုပ်ပေးပါဦး။ရန်နိုင်ကဒေါ်ဖြူစင်စီမှာလက်ဦးချောင်းစကားပြောနေပါတယ်။ပြီးတော့ချင်းချင်းကကလေးတွေအတွက်အသီးရွက်တွေထည့်ပြီးမက်ခရိုနီလှုပ်ပေးနေပါတယ်။ ပြီးတော့ကလေးတွေအားလုံးကသူနဲ့အတူသူလုပ်တဲ့မက်ခရိုနီကိုစားတော့သူ့ကိုရမ်းချီးကျူးကြပါတယ်ပြီးတော့ကလေးတွေရဲ့ဗဇက်ထဲကနေချီးကျူးတဲ့နေကိုကြားရပြီးဒေါ်ဖြူစင်းကလည်းမက်ခရိုနီကိုစားပါတယ်ပြီးတော့ပြောခဲ့ပါတယ်ဒါတကယ်အရန်ကောင်းတာပဲပြီးတော့ဟင်းသီးဟွက်တွေနဲ့လှုပ်ထားတော့ဒါကျမကြီးနဲ့လည်းညီညွတ်တယ်တားရနိုင်ရင်နေကတလောက်နေဘူးထဲမှာအလုံးလုံးမလို့လားငါကလေးတွေကငါ့ကိုတယောက်တည်းထားခဲ့တဲ့ခါမှာငါခောက်ဆဲကြော်စာရောင်းခဲ့တာဒါပေမဲ့ခု အိမ်နီးနားချင်းကလူတွေအားပဲငှောက်ပြူစုစောင့်ရှောက်နေကြတာလေငှားစီမှာလဲအဟောင်းလေးတစ်စီးရှိတယ်ချွေးမကျေစင်ရင်နေအဲ့ဒီလဲပေါ်မှာမက်ခရိုနီရောင်းတဲ့အလုပ်ကိုလှုပ်ကြည့်ပါလားငှားစီမှာဟင်းသီးဟွက်တွေကအများကြီးရှိတယ်ဒီဟင်းသီးဟွက်တွေရဲ့အကူအညီနဲ့ဟင်းသီးဟွက်မက်ခရိုနီကိုလှုပ်ပေါ့ပြီးတော့ရောင်းမော့အလောက်ကောင်းတဲ့မက်ခရိုနီကိုအားလုံးအောင်ဝယ်ကြလိမ့်မယ်အမေကြီးရေအမေကြီးကအရန်သဘောကောင်းတာပဲသမီးတို့အမေကြီးရဲ့ဒီကျေးဇူးဘယ်တော့မှမမေ့ပါဘူး ဒေါ်ဖြူစင်ရဲ့အကူအညီနဲ့နောက်နေမှာပဲကျင်းစင်ကသူ့ရောင်းမနဲ့ယောက်ျားနဲ့အတူအဲ့ဒီလှိန်အဟောင်းလေးကိုတန်ရှင်းရေးလုပ်လိုက်ပါတယ်။ပြီးတော့မက်ခရိုနီ၄ကီလိုလောက်ကိုလည်းဝေလိုက်ပါတယ်။ပြီးတော့ရောင်းမနဲ့အတူပေါင်းပြီးဒေါ်ဖြူစင်ရဲ့အိမ်မှာထားထားတဲ့အသီးရွက်မျိုးစုံကိုလည်းလီလိုက်ပါတယ်။ပြီးတဲ့နောက်မှာမက်ခရိုနီကိုပြုတ်လိုက်ပါတယ်။ပြီးတော့အဲ့ဒါကိုကြိုးလိုက်ပြီးရက်တွေတော်တော်ကြာပြီးကမှဒေါ်ဖြူစင်ရဲ့အိမ်ရှိမှာလက်ကိုမြင်တော့လူတွေများကြီးလည်းစုဝေးလာကြပါတယ်။နင်တို့ကဘာတူလဲ။ဒါအတော်ဖြူစင်ရဲ့တွန်းလဲလေ။ ။ "तू ဟာဒီမှာခောက်ဆဲကြော်ရောင်းတာလေ။အမပြောတာမှန်တယ်။ဒါပေမဲ့ခုအတော်အသက်ကြီးနေပြီလေ။ပြီးတော့ညီမခောက်ဆဲကြော်မလောက်တတ်ဘူး။အဲ့ဒါကြောင့်ညီမတို့ကအမတို့ရဲ့ရက်ွက်ထဲမှာအသီးအရွက်နဲ့လှုပ်ထားတဲ့မက်ခရိုနီကိုလာရောင်းနေတာပါ။တခါလောက်ညီမတို့လှုပ်တဲ့ဟင်းသီးရွက်မက်ခရိုနီကိုစားကြည့်ပါလား။နင်ကဒီလိုအချိန်နဲ့မှမက်ခရိုနီကိုရောင်းနေရပေါ့။ငါတအားကြည့်ပြီးအယံဝမ်းတာတာပဲ။နင်တို့အဲ့လိုပဲတိုးတက်ပါစေလို့ဖျားသခင်စီမှာဆွတောင်းပေးပါရစေ။ဒေါ်ဖြူစင်ကိုအဲ့ဒီမှာလူတိုင်းကသိကြတဲ့အတွက်ကြောင့် ကျင်းစင်းတဲ့သွန်ရီတီတို့ကသူတို့ရဲ့ဟင်းသီးဟင်းရွက်မက်ကရိုနီကိုရောင်းဖို့အချိန်များကြီးမပေးရပါဘူး။ပြီးတော့ကိုဝင်ရှိနေစင်းမှာအပူတန်းကြောင့်ကျင်းစင်းနေမကောင်းမဖြစ်အောင်လို့ရန်နိုင်ကစပွဲတင်ပန်ကတခုကိုလည်းယူလာပါတယ်။ရောင်းမကြီးရောင်းမချွေးတွေအရန်ထွက်နေတယ်။ရောင်းမကိုဝင်ကြီးနဲ့ရောင်းမထိုင်နေပါညီမလှုပ်လိုက်ပါမယ်။ငါဘာမှမလုပ်နိုင်ဘူး။ဒါပေမဲ့မင်းကိုအပူတန်းနေတော့လွတ်မြောက်အောင်လုပ်ပေးလို့ရတယ်လေ။အကိုကြီးအကိုဒီလိုလှုပ်လိုက်တာကောင်းတယ်။ အနီတောက်3000နဲ့ဟင်းသီးဟင်းရွက်မက္ခရိုနီလေးပေးပါလားတားစားမလို့ပါအမရေညီမတို့ငါးထောင်တန်ဟင်းသီးရွက်မက္ခရိုနီကိုအထုတ်ထုတ်ပေးနော်ဒီလိုနည်းနဲ့တဖြည်းဖြည်းနဲ့တို့ရဲ့ဟင်းသီးဟင်းရွက်မက္ခရိုနီဆိုင်မှာလူရင်းစုဝေးလာကြပါတယ်ပြီးတော့ရန်နေငယ်အတွင်းမှာပဲနှစ်ယောက်လုံးကအသီးရွက်မက္ခရိုနီရောင်းနေသူတွေအဖြစ်နဲ့ပဲနမိတ်ကြီးသွားခဲ့ပါတယ်ပြီးတော့မကြခင်မှာအပူတန်ကနေလွံ့မြောက်ဖို့အတွက်ကျဲစင်းကသူ့အိမ်မှာအေကူလာတတိလေးနဲ့ဂျီကေးတတာကိုလည်းဝေလိုက်ပါတယ်အချိန်တွေကဒီလိုပဲကုံဆုံးလာခဲ့ပြီးတော့ လက်လာကြပြီးနောက်မှာတော့အမေရေအဲ့ဒီနေ့နောက်ပိုင်းအားစပြီးဒါဒီနေ့အထိမက်ခရိုနီကိုမဆမ်းရသေးဘူးပုံမှန်ကြီးအရှိမဟင်းသီးဟင်းရမက်ခရိုနီကိုရောင်းနေတယ်တားဆားကျင်နေအော်တားရေနေ့အဖေမှာအလောက်ကမရှိတော့ဘူးသူတို့တွေငါတို့အိမ်ကနေထွက်သွားပြီးတဲ့啊ငါတို့တွေကကံမကောင်းတော့ဘူးဒါပေမဲ့လာခဲ့ငါနေ့ကို2000ဖိုးလောက်တော့ဝယ်ကျွေးလိုက်ပါမယ်ဒီလိုပြောပြီးရွှေစင်ကကျင်းစင်ရင်တွန်းလင်းနာကိုသွားတော့လင်းနာမှာဘယ်သူမှမရှိပါဘူးအဲ့တော့သူကအထင်းကိုဝင်သွားပါတယ် ပြီးတော့သမီးယောက်မနှစ်ယောက်ကိုကြည့်ပြီးအံ့ဩသွားကြပါတယ်။သူတို့အိမ်မှာဒီနေ့အဲကူလာနဲ့ရေခဲတက်တာနှစ်ခုလုံးရှိနေပါတယ်။ကို့လင်ကြီးမအကြီးကိုမြင်တော့ကျင်းစင်းကမမြန်လေးရေခဲတက်တာလေးကနေရေအေးလေးကိုယူလာပါတယ်။ပြီးတော့အဲ့နာကိုကြည့်ပြီးရွှေစင်းကကျေးစင်းကိုပြောခဲ့ပါတယ်။ငါနှင်းပေါ်မှာအလောက်ဆုဆုရွရွဆက်ဆန့်ခဲ့တယ်။ဒါပေမဲ့လည်းနေကငါ့ကိုရေအေးတွေတိုက်နေရပေါ့။နေကငါ့အိမ်ကနေထွက်သွားလိုက်တာကောင်းတယ်။ငါ့အိမ်ကနေထွက်ပြေးတာနဲ့နင်တို့ကတိုးတက်သွားတယ်။ ပြီးတော့ငါတို့တွေကပို့ပြီးတော့ဆင်းရဲလာတယ်။ငါဒီနေ့မှနားလဲတော့တယ်။နေကငါတို့အတွက်လက်ရှိမီးတယောက်တည်းမနေဘူး။ဖြစ်ခဲ့တာတွေမေ့ပြလိုက်ပါ။ဒီမှာကြည့်ကျမသမီးလေးတယောက်ကိုမွေးထားတယ်။နောက်အပတ်မှာကျမကျမသမီးလေးရဲ့နာမည်ပေးပွဲအတွက်ပါတီသေးသေးလေးစီစဉ်ထားတယ်။အမအကူနဲ့တူတူတေချာပေါက်လာခဲ့ရမယ်နော်။တကယ်လို့အမမလာရင်အမဒီနေ့လည်းညီမတို့စိတ်ဆိုးနေတယ်လို့ညီမတတ်မှတ်လိုက်ပါနော်။ငါတေချာပေါက်ကိုလာမှာပါကျေစင်ရဲ့။ ရွှေစင်းကသူ့အမကိုနားလေသဘောပေါက်သွားခဲ့ပြီးတော့သူဟာလက်အုပ်ချီပြီးကျင်းစင်းနဲ့သွန်ရီတို့စီမှာတောင်းပန်လိုက်ပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။